င်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ copy နဲ့ move ဆိုတဲ့ command လေးအကြောင်းကိုပြောပြပေးသွားပါမယ်เนาะအဲ့တော့ copy နဲ့ move အကြောင်းမပြောခင် line နဲ့တကြောင်ဆွဲလိုက်မယ်အခုဒီ autocad file ဖွင့်လိုက်တဲ့အခါမှာအမဒီမှာ unit ချိန်ပြီးသားဖြစ်သွားတယ်ပေါ့เนาะ unit က architecture နဲ့ထားခဲ့တာ architecture ဖြစ်တဲ့အတွက် fee inch scale နဲ့ ဆွဲလို့ရမယ်အနေထားဖြစ်သွားတာပေါ့နော်အဲရောအခု line လေးဆွဲမယ်ဆဲပြီး line လေးဆွဲခြင်းနဲ့ line command ယူလိုက်ပြီးပရမအောင်ဆုံး first point တက်မှတ်ပြီးတော့နေရာပေးလိုက်ပြီးဒီရင် direction ပြရတဲ့ auto move on ထားတဲ့အတွက်ကြောင့်မလို့အဖြောင်းနိုင်ဖြစ်နေရနော်ပြီးရင်ဆဲပြီးဖြစ်တဲ့အတွက်တက်ဆဲ feet feet မှတ်တာလीနော်ဒီရလေးဒီဘုတ်ကနေရိုက်ထည့်ပြီးမယ်ပြီးရင် enter အဲပြီးရင် line comment ထွက်ခြင်းနဲ့တွဲ sk အဲ့ဒါ semi line လေးတချောင်းဆွဲထားလိုက်တယ်ပေါ့နော်ပြီးတော့မှာ circle လေးရင်ဆွဲထားလိုက်ပါမယ်ဒီထိပ်ကလေးမှာ circle လေးနှစ်ခုကိုပြန်ပြီးဆွဲထားလိုက်မယ်နော်အပီစာကလေးဒီဒီဘက်ထိပ်မှာဆွဲထားလိုက်တယ်အခုအမကဒီစာကလေးနှစ်ခုကိုဒီဘက်ထိပ်မှာလည်းထပ်ပြီးတော့ဆွဲခြင်းနဲ့ဒါဆိုရင်ဒီစာကကွန်မန်းကိုယူပြီးတော့ဒီမှာလာပြီး ထပ်ပြီးတော့နှစ်ခုကို comment ယူပြီးထပ်ဆွဲရင်လည်းရတယ်လို့အဲ့လိုထပ်မဆွဲတော့ဘဲနဲ့ဒီနှစ်ခုနဲ့အတူတူ size အတူတူရွယ်စားတူရယ်စကဲနှစ်ခုကိုပဲပြန်ပြီးတော့ထပ်ဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ခုကိုပဲဒီဘက်ကို copy နည်းနဲ့ပွားလိုက်လို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီလိုပွားခြင်းနဲ့ဒီ object တွေကိုအဲ့ဒီလိုမျိုးပွားခြင်းနဲ့ခါမျိုးမှာ copy command ကိုသုံးရပါမယ်နော် အဲ့တော့ copy command ကိုသုံးမယ်ဆိုရင် copy ဖြစ်တဲ့အတွက်သူ့ရဲ့ command တူကောက်က co ဖြစ်ပါတယ်เนาะအဲ့လိုဆိုရင်အောက်မှာလည်းပါပေါ်လာပါတယ်เนาะ co ဆိုပြီးပုံစံ command နဲ့ copy ဆိုတာလေးပေါ်လာပါတယ်အဲ့တော့ co enter သူကပါခိုင်းနေဆိုရင်ဒီမှာမှိမိလေးနဲ့เนาะ select object ဆိုပြီးရောခိုင်းထားရဲ့ဒီ mouse လေးရှူလိုက်တိုင်းပါတယ်เนาะ select object ဆိုတော့သူက copy လုံးမဲ့ကိုကဘယ် object တွေကို copy လုံးမှလေကို copy လုပ်ခြင်းနဲ့ object ကိုဆက်လက်မှတ်ပါဒီတစ်ခုတည်းလားပေါ့နော်ဒီ circle တစ်ခုပဲလားဒါမှမဟုတ်နှစ်ခုစလုံးလားပေါ့ဒါကကို copy ကူးခြင်းတဲ့အရာနှစ်ခုဆိုရင်နှစ်ခုစလုံးကိုဆက်လက်မှတ်ပေးပါဆက်လက်မှတ်ပေးပြီးတိုင်းမှာဘာလုပ်ရလဲဆိုရင် enter ခေါ်ရတယ်နော်အဲ့ဒီမှာ enter ဒါမှမဟုတ်ဘာစိုက်ရကီတစ်ခုကိုသုံးပြောသုံးလို့ရပါတယ်ဒီဆက်လက်မှတ်ပြီးပြီဆိုရင်သူကပါခိုင်းတယ်လေဒီမှာ select base point base point ခိုင်ခိုင်ပါတယ်ကို copy ကူးမဲ့ offset ရဲ့ base point ကိုကိုင်းရပါတယ်ဒါဆိုရင်ဒီ center ကနေသူ့ရဲ့ base point ကိုင်းလိုက်ပြီးကိုင်းပြီးရင်ကိုကဒီ save မြင်းရဲ့ဒီဘက်ညာဘက်အစွန်မှာလာချနေတာဖြစ်တဲ့အတွက် mouse လေးနဲ့ဒီအစွန် end point လေးကိုရအောင်ရှာပြီးတော့ click ချပြီးရင်ရပါပြီအဲ့တော့ဒီပွားတာဒီထိမ့်မှာပဲပွားကျင်တာအလင်းမှာရောချကျင်ဒီလားအလင်းမှာထက်ချကျင်နေဆိုရင်လည်းဒီ mid point ဆွာလေးရှာပြီးတော့နောက်ထပ်ကလေးတစ်ချက်ချပြီးလို့ရပါတယ် အဲ့တော့ထပ်ပြီးကိုပွားခြင်းပွားခြင်းတဲ့နေရာမှာထပ်ထပ်ပြီးတော့ click ချပြီးတော့ပွားလို့ရပါတယ်ဒီ comment မသုံးတော့ဘူးထွက်တော့မယ် copy ရတီနှစ်ခုပြည့်စုံပြီဆိုရင် sk နဲ့ထွက်လာပါမယ်ဒါက copy comment သုံးပြီးတော့ဒီ socket နေဒီနှစ်ခုနှစ်ခုစီကိုပွားသွားတာပဲဖြစ်ပါတယ်အဲ့တော့မအားရဒီမှာက ဒီ base point ကပြီးတော့ကိုလိုချင်တဲ့နေရာကိုသွားပြီးရော click ချပြီးရောပွားထားပါเนาะအဲ့ဒီလိုမသွားဘဲနဲ့ကိုက dimension အဲ measurement distance အတိအကျနဲ့ရွှေ့ကျင်နေဆိုလို့ရှိရင်တော့ဒီလိုမျိုးလာပြီး click ချတာ test ဆိုင်ပေါ့เนาะ measurement တန်ဖို့အတိအကျနဲ့ကိုကဘယ်နဲ့ပေးกว่าကိုဒီစာကလေးကိုရွှေ့ကျင်ပါတယ်ဆိုပြီးရိုက်ထည့်ပေးလိုက်เนาะပို့ပြီးရောတိကျပါเนาะအဲ့တော့မှဒီပုံလေးကိုပြန်ဖြည့်လိုက်မယ် က်ချင်တယ်ဆိုလို့ရှိရင်ဒီကိုဖြတ်ချင်တဲ့ object တွေကိုဆလတ်မှတ်ပြီးရင် keyboard က delete key ကိုနှိပ်လိုက်ရမှာပဲခုက copy command ပြန်တော့မယ်เนาะ measurement distance အတီကြားနဲ့ထပ်ပြီး copy ကူးကြည့်မယ်ပေါ့အဲ့တော့ copy command တော့မှာဖြစ်တဲ့အတွက် c o enter ကိုကူးခြင်းနဲ့ object ကိုဆလတ်မှတ် enter base point ခိုင်ခိုင်နဲ့ base point ကိုခိုင်မယ် ပြီးရင်ကိုသွားခြင်းနဲ့ direction ကိုပြထားမယ်။ဒါကဆယ်ပေမြင်းနော်။ဆယ်ပေမြင်းဆိုဒီဘက်ဆုံအစုံမို့လာပြီးရွှေ့ခြင်းနဲ့ဆိုရင်ဆယ်ပေလို့ yay ထင်ရမယ်။ဒါမှမဟုတ်ဒီမြင်းရဲ့အလဲကောင်မို့အလဲကောင်ရွှေ့ခြင်းလာဆိုရင်ငါးပေဆိုပြီး yay ထင်မယ်ပေါ့နော်။အဲ့တော့အဲ့ဒီနှစ်ခု yay ထဲကြည့်မယ်။တစ်ခုကငါးပေဖြစ်တဲ့အတွက်5 in 5 feet and that အပြင်တော့ဒါ ဒီကနေ5 feet အကွာဝေးမှာဒီစာကယ်လေးနောက်ပွားပြီးသွားပြီနောက်တစ်ခါဒီဘက်အစွန်မှာတန်းဆဲပြီးပေါ့နော်အဲ့တော့ဆဲပြီးမှာနောက်ထပ်ထပ်ပွားမယ် under ညာပြီနော်အဲ့ဆိုရင်ဒီ comment လေးမသုံးတော့ဘူးထွက်တော့မယ်ဆိုရင် SK network ကဒါက measurement တန်ဖိုးအတီးကြပေးပြီးရောပွားတယ် copy ပွားနေပဲဖြစ်ပါတယ်နောက်တစ်ခုက move move ကကြတော့ move လို့ပြောရတဲ့အကြောင်းလို့သူကရှိမှာနော်ရှိမှာဖြစ်တဲ့အကြောင်းမလို့သူ့ရဲ့မူရင်း object ကမူရင်းနေရာမှာတန်နေခဲ့မှာမဟုတ်တော့ဘဲနဲ့ကိုရွှေ့လိုက်တဲ့နေရာကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ move ဖြစ် move ရွှေ့ခြင်းနဲ့ဆိုရင် move ရဲ့ command က m m enter slot object တဲ့နော်သူကလည်း copy command လို့ပဲကို move ခြင်းနဲ့ကိုရွှေ့ခြင်းနဲ့ဒီ object ကလေးကိုဆက်လက်မှတ်ပါမယ်။ဒီမှာဆိုရင်နှစ်ခုရှိရပါတော့။စာကဲနှစ်ခုရှိရမှာဒီအတွင်းအစာကဲလေးကိုပဲရွှေ့ကျင်နေဆိုရင်ဒီစာကဲလေးတစ်ခုတည်းကိုပဲဆက်လက်မှတ်လိုက်ပါမယ်။ဆက်လက်မှတ်ပြီးတိုင်းမှာ under ခောက်ပြရပါတယ်။ပြီးရင် base point ကင်မယ်။ကင်ပြီးရင်ကိုပဲနာကို ရွှေ့ကျင်လဲကိုရွှေ့ကျင်တဲ့နေရာကိုခုနလိုပဲကလစ်ချပြီးတော့ရွှေ့လို့ရတယ်လို့ distance တန်ဖိုးအတိအကျပြီးပြီးရွှေ့ရင်လဲရပါတယ် အဲ့တော့ဒီက3အဲဒီဘယ်ဘက်ဆွန်ကနေဒီဆယ်ပေမြင့်ရဲ့3ပေအကွာကိုရွှေ့ခြင်းနဲ့ဆိုရင်3 feet and uh အဲဒါဆိုရင်ဒီဘယ်ဘက်ကနေ3ပြအကွာကိုဒီ string ကစာကင်လေးကိုရွှေ့လိုက်တာဖြစ်တယ်။အဲ့တော့ moving object ရွှေ့လိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာ moving object လေးကျမနေခဲ့တော့ဘူးเนาะ။ဒါလေးက copy နဲ့ move ရဲ့ကွာခြားချက်လေးပါ ော့ခုပြောပြသွားတဲ့ copy နဲ့ move command လေးကိုအသုံးပြုပြီးတော့နားလည်မယ်လို့အသုံးပြုနိုင်မယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်